ဝင်ရတယ်မှာအဲ့ဒီဝါးထဲကစကားပြောတန်တွေတချင်းဆိုတန်တွေဝါးကြိတ်တန်တွေကိုကြားရတယ်ပါလေဝါးထဲမှာတရေတေတတ်တာပေါ့ဗျာဝါးမြူတေရဲ့ပုံစံကအလုံးဒါမှမဟုတ်နွေမင်ပုံစံမျိုးပေါ့အဲ့ဒီဝါးမြူတေကလက်ပြနောက်ဘလို့ချင်းခက်တယ်တော့တစ်ချက်ကြည့်လိုက်ပါဟာ တို့ကဒီဝါးမျိုးတွေ့တယ်ဒီဝါးကရေကိုဆန်တက်တယ်ပေါ့နော်ပြီးတော့ရေဆန်တက်တယ်ရေဆန်တက်ပြီးတော့အဲ့ဒီတဲမှာဒီဝါးကိုခွတ်ထုတ်လိုက်တယ်အထဲမှာဒါမျိုးလေးဟာအထဲမှာဒါမျိုးလေးတွေရှိတယ်ပညာတွေမှာအဲ့ဒီဝါးလေးကစကားပြောတဲ့တန်တွေတချင်းဆိုတန်တွေဝါးကြိတ်တန်တွေကိုကြားရတယ်ပါတယ်ငွေရှင်များအားလုံးမိကလာပါဒီနေ့ကတော့ကျွန်တော်ပြန်လေ shutdown လောက်ပေးသွားမှာကတော့အခုဆိုလို့ရှိရင်เนาะဒီဝါးမျိုးတွေဆိုတာကတော့ဘယ်နေရာမှာရှိတာလဲ ။ဘွာသုံးဝါတာလဲဘယ်နေရာမှာဘွာဘလို့ရှိတာလဲပေါ့အဲ့ဒါလဲဘုသူတော်လဲနားထောင်ကြည့်ကြမယ်နော်။ဘွာပြုတ်တယ်ဆိုတာကထိုင်းနိုင်ငံအကောင်နေဒီလိုမျိုးဂျင်းတဲ့မကြည့်အောင်နော်။တဲ့ပုံလည်းမဟုတ်ပါဘူး။ဘလို့ဂျင်းခဲ့တယ်တော့တစ်ချက်ကြည့်လိုက်ပါ။ဟာသူတို့ကဒီဝါးမျိုးတွေ့တယ်ဒီဝါးကရေကိုဆန်တက်တယ်ပေါ့နော်ပြီးတော့ရေဆန်တက်တယ်ရေဆန်တက်ပြီးတော့အဲ့ထဲမှာဒီဝါးကိုခွတ်ထုတ်လိုက်တယ်အထဲမှာဒါမျိုးလေးဟာအထဲမှာဒါမျိုးလေးတွေရှိတယ်ဝါးမှုလေးတွေမှာအုပ်လေးတော့ပါတယ်နော်ဒါကပါရင်ဒါတလက်ပါတယ်နော် ဝါငူဆိုတာဒါအဒီမှာစိန်လေးတစ်လုံးလားအနေရောင်လေးနော်တကယ်တော့ဝါမြူဒီဆိုတာကအဲ့လိုပုံစံမျိုး ဝါမြူဆိုတာအဲ့လိုပုံစံမျိုးဟုတ်ပါဘူးဝါမြူတေးဆိုတာကဝရောထဲမှာတပင်နဲ့ထူးထူးဟုတ်ဒါကအစ်စ်နော်ဒီကပေါက်နေတဲ့အရာကိုခေါ်တာသူကဝါထဲမှာတရေတဲတာပေါ့ဗျာဝါမြူတေးရဲ့ပုံစံကအလုံးဒါမှမဟုတ်နယ်ပင်ပုံစံမျိုးပေါ့အဲ့ဒီဝါမြူတေးကလက်ပြနောက်ွယ်ညတွေမှာအဲ့ဒီဝါထဲကစကားပြောတဲ့တန်တွေတချင်းဆိုတဲ့တန်တွေဝါကြိတ်တန်တွေကိုကြားရရပါတယ်ဟုတ်မနော်အဲ့ဒါမှဝါမြူနော်ထိုင်နေကလူတွေကကြတော့ရေဆန်တက်တာတော့ရေပြောင်းပြန်တက်တာတော့နော်အထင်းမှာ စိန်တွေပါတယ်ပါတာတော့ကြောက်တယ်ပါတာတော့အဲ့ဒီဝါမြူတီတွေကစီးပွားတက်တယ်လက်လာပါတက်တယ်ဆိုပြီးတော့အိမ်ကြီးမှာဆောင်းထားတက်ကြပါတယ်အထူးသဖြင့်စုံကဝေးအောင်လဲအဲ့ဒါတွေမပြူစားနိုင်တဲ့အတွက်ကြောင့်မလို့စုံကိုအယုံကြည်ရှိတဲ့အာရှနိုင်ငံအချို့နဲ့အာဖရိကနိုင်ငံအချို့ကျွန်တော်ဝါမြူဆိုတာအဲ့ဒါပဲနော်ဖြစ်ဖြစ်ကျွန်တော်တို့ဝါတော့လုံးမှာလုံးဝပါနေတာပေါ့နော်မိတ်ဆွေတို့ရဒီလိုမျိုးဝါမြူတွေကိုအပြင်မှာမြင်မှုကြလားခါမမြင်ဘူးပါဘူးကျွန်တော်လည်းဒီတက်ယူတိရောက်ပေါ့နော်အရင်က တန်ဖိုးရှိတဲ့နီးပညာဘဟုတုတလေးတွေမြောက်ပြီးမှဗျာခြေကိုခေါက်မယ်ဆိုရင်ဒီလိုမျိုးခေါက်ပေးပါအရန်ကိုတက်ရပါတယ်ဟွန်းနေအင်ကြီးခေါက်မယ်ဆိုရင်ဒီလိုမျိုးခေါက်ပေးပါဗျာအရန်ကိုတက်ရပြီးမှဗီဒီယိုထဲမှာတင်ရတာလည်းစင်ပြေပါတယ်မနော်တိတိလေးကတော့ကိုယ်လည်းခေါက်လိုက်ကြည့်ပဲဖြစ်သွားတာပေါ့တုံးဒါကတော့နွေးထဲတွေခေါက်မယ်ဆိုရင်ဒီနေ့အတိုင်းခေါက်ပေးပါဝေါရှယ်ပဲဗျာစကီတက်ကြနေလေအနွေးထဲတွေကိုခေါက်မယ်ဆိုရင်ဒီနေ့အတိုင်းခေါက်ပေးပါဗီဒီယို ဟုတ်နော်ဒီမှာဒီနာမည်ဆိုရင်လည်းအရင်ကိုတက်ရပါတယ်ဟုတ်ပြီဟုတ်ပြီရှင်းခောက်နေတာဒါကတော့ဂျင်းဒီမှာဘေးကိုထောက်လိုက်တယ်နော်ဟုတ်ထောက်ပြီနော်ဟောအဲ့ကကျွန်တော်တို့ဆန်ကြီးမှာတွေ့နေတဲ့ဂျင်းမောင်မီတွေကိုဒီကြီးကတော့ခေါက်မှတွေ့ရအောင်နော်ပြုံးကြတော့မိုက်တာဟွန်းဒါကတော့တီရှပ်လေးခေါက်နေပါကြည့်အောင်ရှစ်လေးရှာပြီးကင်လိုက်ရတယ်နော်ကြပါတယ်ဒီမှာအဲ့ဒီလေးကင်ပြီးတော့ပြေတော့ရှုပ်တီရှပ်လေးခုံနေပါကြည့်ပါဦးပြီးသွားပြီနော်ဝေါ6အနှွေးထဲအကြီးခုံနေပါဟွန်း အဲ့ဒီထဲလိုက်ရင်အရန်ကိုတက်ရပါတယ်ဗျာခွန်မဲတော့ဘူးလို့မဆိုးဘူးကရှယ်ပဲဒါရရကိုမနေတဲ့အိမ်မှာလောလောအိမ်မှာပြန်တော့ရတယ်နော်ခေါ်တော့ဗျာနောက်တစ်ခါကျရင်တကယ်ချင်းလို့လေအိမ်မှာဒီနေ့အတိုင်းဒီဗီဒီယိုလေးကြည့်မှခေါ်မယ်ဆိုရင်တော့အရန်ကိုလွယ်ပါတယ်ဗီဒီယိုမကြည့်ဘဲနဲ့ခေါ်မယ်ဆိုရင်တော့အရန်ကိုကြာတော့ရေစရာကောင်းတဲ့အကတွေနဲ့သူ့ရဲ့ထူးခြားတဲ့ ဘလူငဲတဲ့ဘလူငဲတဲ့ကျွန်တော်ခြေထောက်တွေကြောင့်ကဘာကြော်တဲ့နှစ်တစ်မျိုးအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်။သူကတော့ဘလူခုခုဘီငတ်ပဲဖြစ်ပါတယ်။ဘူးဘီဆိုတာကစပိန်လိုဘူဘူကနေရှင်းသက်လာတဲ့စကားလုံးပါမြန်မာလိုဘာသာပြန်ရင်တော့အယူလို့အတိတ်ပဲရပါတယ်။ ဒီနာမည်ကို၎င်းနေရင်ရလာတာတော့မဟုတ်ပါဘူးလမ်းလျှောက်တဲ့အခါသူ့ရဲ့အပြာရောင်ဘိုးဖနက်ကြီးကိုကြွားဝါပြီးလျှောက်ရလို့ကိုရုပ်ကိုရုပ်ကာယနဲ့ရန်ကိုဖြူပေါ်ပေါ်နိုင်ပါတယ်ဒါအပြင်သူတို့ဟာဦးကြောင်ကြောင်ခုံပေါက်နေတဲ့ပုံစံမျိုးနဲ့လည်းလမ်းလျှောက်တတ်ကြပါတယ်ဒီပြုမှုတွေကြောင့်ပဲသူတို့ရဲ့နာမည်မှာဘူးပြီးအယူဆိုတဲ့စကားလုံးပါလာတာလို့ဆိုကြပါတယ် ကြီးတွေဟာသူတို့ရဲ့ခြေထောက်ပြာရောင်ကိုမန်ပါပါနဲ့မျက်မှမျက်နှာနားထီအောင်မြှောက်ပြပြီးဆွဲဆောင်ကြပါတယ်။သူတို့ရဲ့အကဟာလည်းအတော်လေးကိုရေးစရာကောင်းပါတယ်။စိတ်ဝင်စားဖို့ကောင်းတာကမျက်မှတွေဟာလည်းသူတို့ရဲ့အဖို့ကိုရွေးချယ်တဲ့အခါမှာဒီခြေထောက်ပြာရောင်ကိုပဲအခြေခံပြီးရွေးချယ်တတ်ကြပါတယ်။ခြေထောက်တွေဟာပြာလေးလေး၊ကျန်းမာတန်ဆွမ်းလေးလေးမှုမျက်မှတွေဟာခြေထောက်ပြာဆုံးအထီးတွေကိုပုံပြီးနှစ်သက်ကြတာကိုတွေ့ရပါတယ်။ဟွန်းဘူပီမျက်တွေကရဲကောက်ကွက်ကိုလူတွေကယူဘောဘောကစီလီဒန့်စ်လို့နာမည်ပေးထားကြပါတယ်။ ဒီမြင့်တွေဟာကုန်းပေါ်မှာယူပေါ်ပေါ်ဆိုပေမဲ့ပင်လယ်ပြင်မှာအင်မတန်မှကြမ်းကျင်တဲ့ငါးဖန်းသောဩပင်လယ်ပြင်မှာပြန်မှမားရီပဲဖြစ်ပါတယ်ဒီပေါ်ငါးဖန်းလားသူတို့ရဲ့ငါးဖန်းပုံဟာလဲဟုတ်အတော်လေးကိုထူးခြားပါတယ်သူတို့ဟာနေရဲကနေပင်လယ်တွေကိုဒုံးကျည်ပြစ်ချသလိုခေါင်းဆိုင်ပြီးထိုးစင်းကရေထဲမှာရှိတဲ့ငါးတွေကိုဖမ်းယူနိုင်ကြပါတယ်โอ้เนี่ยแหละน่ะต้องอ้อไล่นี่นะทีนี้တွေရဲ့အမြန်နှုံးဟာတနာရီကိုမိုင်60ကျော်တနာရီကိုမိုင်60ကျော်ဆက်လာတာလက်ကျောက်ဒီမှာချက် လုံးကြီးလိုပဲเนาะဟိုကျေးဆန်းတာဂျေးရဲကငါ့ကိုပြင်းပြင်းစွာဖမ်းယူနိုင်ကြပါတယ်အဲ့တော့မြန်လာဖို့လေချစ်ပါဒီနဲ့ဆန်သွားတာဆန်သွားတာဟာသူတို့ရဲ့ရေစရာကောင်းတဲ့အမူအရာထူးခြားတဲ့အတွင်ပြင်တွေနဲ့ဒီဘဝလောကကြီးရဲ့အံ့ဩဝေရာတွေကိုပြတ်တနေချစ်ပါဆန်ကြတော့နော်တရှိထင်ရှားတတ်တည်အဲ့မှာအောက်မှာငါအောက်လိုက်ရောအဲ့ဒါဘဝနဲ့အောက်လိုက်ဆေးဆန်တာဟွန်းဒီမှာလို့ဆန်ကြောက်ပြီဒါကတော့ဒီစားတဲ့ကျဥ်တွေဟာအစ်စ်ဟုတ်ရဲ့လားဆိုတော့ကိုကျွန်မယုံကြည်ပါ ကျွန်တော်ကဘူရောနော်စာနေရာကျုပ်တွေအစစ်လားအတုံးလားနော်တစ်ခါတည်းလေးသိချင်စိတ်ချတာဟုတ်အကြီးဆုံးအတူပြုလုပ်တဲ့ကျဲဦးစေယုံကဒီလိန်လဲမှုကြီးကိုဖော်ထုတ်လိုက်ပြီသူတို့ရဲ့အလုံယုံတဲ့ကိုဝင်လိုက်တဲ့အခါပထမဆုံးမြင်လာတာကကျက်တွေမဟုတ်ပါဘူးကြီးမားတဲ့ရောစက်တဲ့အိုးကြီးတွေထွက်ပါတယ်အလုံထမားတွေကကောမုံတွေထည့်တယ် ီးတော့စိုးစေးတွေနဲ့အနံ့ရတာတွေကိုလည်းထပ်ပေါင်းထည့်ကြပြီးစစ်တွေကမရမနမွေနှောင်းရတဲ့အကြောင်းအရေးဖြစ်နေတဲ့ကျဲဥအယောနောကိုဖန်တီးလိုက်ပါတယ်။အဲ့ဒီအယောနောကအစိမ့်မှန်ကျဲဥလိုလိုထက်လာအောင်ရွှေရောင်တန်းတဲ့အယောင်နဲ့စေးဆိုးကြပါတယ်။အနှဲငယ်ကြပြီးနောက်မှာချောင်းမွေးတဲ့အခွန်နဲ့လုံးဝနဲ့ပုံစံရှိတဲ့ပြီးပြီးဆုံးတဲ့ကျဲဥအတုတစ်ခုပေါ်ပေါက်လာပါတယ်။ပြီးတော့အဲ့ဒီဥကိုခွဲလိုက်တဲ့အခါမှာလည်းအစိမ့်မှန်ကျဲဥလိုပဲအတန်ထွက်ပါတယ်။လီးဖြတ်လိုက်တဲ့အခါမှာလည်းအနှစ်နဲ့အကာကိုတီးခြားစီမြင်ရပါတယ်။ဟုတ်ကဲ့ကျေဥနော်။ ဒါအပြင်ချက်ချင်းချက်ပြုတ်ထားတဲ့ကျဲဥလိုမျိုးတော်မှအနံ့ထွက်ပါတယ်ဟုတ်အထေးကအထေးကလည်းထွက်လာတာထွက်ထွက်လာတာเนาะကျဲဥတလုံးမှာအဲ့လောက်တော့များတချို့ကဆိုရင်အစစ်မှန်ကျဲဥတဲ့ထတ်တောင်အရသာပိုကောင်းပြီးပိုနူးညံ့တယ်လို့ပြောကြပါတယ်อืมစားသုံးစုအများပြားဟာဘာမှမတင်ကြပဲဒီဥတွေကိုဝယ်ယူနေကြရတယ်တဘာဝအတန်ရတဲ့ထုတ်ကုန်တွေဟုတ်ပါတော့ဒီထတ်တောင်ပိုပြီးဆေးပေးဝယ်နေကြရတာပါဒါပေမဲ့ဒီနောက်ွယ်မှာတော့ရက်ဆက်ကြမ်းတမ်းတဲ့လိမ်လည်မှုတွေခုရှိနေပါရဲ့။ဒါကတဘာဝရဲ့လက်ဆောင်မဟုတ်ပါဘူး။စစ်မှန်တဲ့ဓာတ်ထုတ်ပေးတာပစ္စည်းတွေဒါဖြစ်ပါရဲ့။